မင်္ဂလာပါ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးမှာကတော့နေပြည်တော် PDF ကြံရင်ရှစ်တုံညာနဲ့ရဲဘော်တအူးကိုမတိမ်မှုတန်တရားနဲ့တက်သွင်းမှာစိတ်ဆိတ်ခံရစဉ်တည်ဆုံးပြီးအလောင်းဖြောက်ဖြက်မှုပဲဖြစ်ပါရစေ။ခုနလကြာတဲ့အထည်တည်င်းချန်ထားခဲ့ခြင်းနဲ့ဖြစ်ပါရစေ။ဒီတည်င်းကို Federal FM ကတင်ဆက်ထားပါရစေ။မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD နောက်အောက်ခံနေပြည်တော် PTS ၈တုံညာနေတိုင်အင်းကရဲဘော်လွှမ်းမုံတက်ကျွဲမှတည်ဆုံပြီးအလောင်းဖြောက်ဖြက်ခဲ့တဲ့ဖြစ်စဉ်ကိုခုနလကျော်ကြာလာတဲ့အထိသက်ဆိုင်ရာတာဝန်ရှိသူတွေကထုတ်ပြန်လာခြင်းမရှိဘဲထန်ချန်ထားပါတယ်အဆိုပါဖြစ်စဉ်ကို73ညနေရဲဘော်ဟောင်းတော်ဝဖြစ်တဲ့ရှိုင်းထက်ကတရလိုပြုတ်လုပြီးကင်းနီပြီးရဲဌာန KSP အမှတ်ကိုရဲစခန်းကိုနိုဘယ်မာ24ရက်မှာတည်တဲ့ ် MOD ကိုဒီနေ့ဒီဇင်ဘာ၁ရက်မှာဒုတိယအကြိမ်တိုင်စားစာပေးပို့ထားရလို့သိရှိခဲ့ရပါတယ်။ပြီးခဲ့တဲ့ Avila အတွင်းမှာ drone traffic ဝင် အသက်20ဝန်းကျင်အရွယ်ရဲဘော်လွှမ်းမှုကရဲမေတအူအပေါ်မတိမ့်မှုကျွလုံနေဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးစစ်ဆေးနေချိန်မှာလက်လုံတေဆုံးခဲ့ရလို့သိရပါတယ်။ဒီကိစ္စကိုဖုံးကွယ်ပြီးအလောင်းဖြောက်ပြတ်ခဲ့တာကြောင့်ရှစ်တုံညနဲ့ဒုတန်ရင်မှုဆရာကျောင်းခောက် နိုင်နေအောင်နဲ့တက်ခွဲမှုဩကာတို့ကိုတိုင်ကြားထားတာဖြစ်ပါတယ်။ရဲဘော်လွှမ်းမှုတည်ဆုံခဲ့တာကိုလက်ရှိအချိန်ထိမိသားစုထံအကြောင်းကြားတာ။တယင်းကနေထုတ်ပြန်တာတွေမရှိတဲ့အတွက်တိုင်ကြားထားတာလေဖြစ်တယ်လို့ရဲဘော်ဟောင်းရှောင်းထက်ကပြောထားပါတယ်။တေဆုံသွားတဲ့ရဲဘော်ကဒရုန်းတွဖွဲကနေပြီးတော့ပြစ်မှုနဲ့ပြန်ရောက်လာတာပြန်ရောက်လာပြီးတော့ထိတ်တုံထက်တယ်၆ပေါက်ချတယ်ပေါ့နှစ်ရက်လောက်နေတော့တက်ခွဲမှုတွေကစပြီးထိုးကျိတ်တယ် ကြိုရင်းမိုးတွေပြန်ရောက်လာတော့ချက်ပြီးတော့ရိုက်တယ်။ထိတ်တုံးထဲမှာရိုက်ပြီးတော့တန်စီကွင်းကိုဆွဲခေါ်သွားပြီးရိုက်တယ်။တေသွားတဲ့ရဲဘော်ကရေတောင်းတောက်တယ်။ရေပုံးထဲမှာစားရင်ဖြော်ပြီးတော့လေပင်းကိုခြေောက်နဲ့နှင်းမိလောင်းတယ်။မနက်9နာရီခွဲ10နာရီဝင်းကျင်မှာတေဆုံသွားတယ်။ကျွန်တော်တို့ကိုအလောင်းမြုပ်ခိုင်းတယ်။တက်သွင်းမှာတည်င်းထုတ်ပြန်တာလည်းမရှိဘူးမိသားစုကအကြောင်းကြားတာလည်းမရှိဘူးလို့ရှိုင်းချက်ကပြောထားပါတယ် ရိုင်းနံစစ်စေးတာအလောင်းမြောက်ခိုင်းတာတွေကိုအဲ့ဒီအချိန်ကတရင်တဝင်းအရှိဆုံးလူဖြစ်တဲ့တူတရင်မိုးဆရာဆောင်ခနိုင်လင်းအောင်ကအမိတ်ပေးစေခိုင်းခဲ့တာဖြစ်ပြီးရဲဘော်ဟောင်းရှောင်းထက်ကိုယ်တိုင်အလောင်းမြုံနံစင်မှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ရဲဘော်လွှမ်းမွေရဲ့အလောင်းကို၈၃နှစ်တရင်စကန်ဟောင်းအနီးပေ300ခန့်အခွာမှာမြုံနံခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလအတွင်းမှာနယ်မြေခံအစည်းအဝေးတစ်ခုကလုံခြုံရေးယူပေးပြီး KSB အပါဝင်ကျွဲရတာဝန်ရှိသူတွေကျွမ်းကျင်ပညာရှင်တဦးနဲ့အဆိုပါနေရာကိုတူးဖော်ခဲ့တဲ့အချိန်မှာအမျိုးသားအလောင်းတလောင်းကိုတွေ့ရှိခဲ့ပြီးမှတ်တမ်းယူနိုင်ခဲ့ပါတယ်ကျွန်တော်ရဲ့အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးမချဘူးထွက်စာတင်ခဲ့ပါတယ်သူတို့ဘက်ကတရားဝင်ထွက်စာမပေးခဲ့ပါဘူးကျွန်တော်ကိုတရင်ထဲမှာထိန်းသိမ်းခဲ့ပါတယ်၆ပေါက်တပတ်နီးပါးချခဲ့ပါတယ်တရင်ရော်ကျေးအတွက်ဆိုပြီး73သိန်းခွဲ ကျွန်တော်ရှိက တောင်းခဲ့ပါတယ် ကျွန်တော်တို့ဒီဖြစ်စဉ်ကိုတိုင်ကြားခွင့်မရှိခဲ့ပါဘူးတရင်ပြင်ပထွက်ခွင့်မရှိခဲ့ပါဘူးကျွန်တော်တို့ဖြူဟာမှုဥတီပါကိုတည်င်းပေးခဲ့ပါတယ်ဖြူဟာမှုကထားကွန်မျက်ွယ်ပြူထားခဲ့ပါတယ်ကျွန်တော်တို့ရဲဘော့ရဲဘက်ဒီလိုဖြစ်တော့တာဝန်ထမ်းဆောင်စိတ်မရှိတော့ပါဘူးဒီတယောက်တောင်မှသူမိသားစုကိုအသိမပေးဘူးကျွန်တော်တို့ပြစ်မှုတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့မိသားစုကိုလည်းအသိပေးမှာမဟုတ်ဘူးကျွန်တော်တို့ကိုလည်းဒီလိုပဲ ဖြောက်ပြစ်မယ်ဆိုတာသိလို့ကျွန်တော်ထွက်လိုက်တာပေါ့လို့ရှိုင်းထက်ကဆက်ပြောချပါတယ်။ရဲဘော်ဟောင်းရှိုင်းချက်အပါဝင်ရှစ်တုံညာနေတန်ရင်ကရဲဘော်တချို့လည်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်နှုတ်ထွက်ခဲ့ကြပါရဲ့လို့သိရှိခဲ့ရပါတယ်။ရှစ်တုံညာနေတန်ရင်ကနှုတ်ထွက်ခဲ့တဲ့ရဲဘော်တကူကလည်းရိုက်တဲ့အချိန်ကျွန်တော်တန်ရင်မှာရှိတယ်ဗျ။ ။တရင်အရာရှိတွေပဲရိုက်ကြ၊ကျုံးတွေပဲရိုက်ကြတာ။ရိုက်တဲ့နေ့ကမတည်ဘူးဗျ။နောက်နေ့မနက်လဲပြီးညှက်ပြီးခြေသွာတိုက်တဲ့အချိန်မှာတည်သွားတာပဲလို့ပြောကြခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့နေပြည်တော် PDF ထံတို့နိုဝင်ဘာလမှာဆက်သွယ်မေးမြန်းခဲ့ပေမဲ့အခုတည်င်းရေးသားချိန်နေအထိအကြောင်းကြားလာခြင်းမရှိဘူးလို့ Federal FN ကပြောကြားခဲ့ပါတယ်။ဒီကိစ္စနဲ့အလောင်းဖြောက်ဖြတ်မှုပဲပြင်မှုရှိတယ်ဆိုရင်သူတို့ NUG MOD မှာစစ်ကုံရုံရှိတယ် အစင်းစင်းတင်ရမယ်စစ်ခုံရုံးကချမှတ်တဲ့ဥပဒေအတိုင်းသွားရမယ်ဥပဒေတိုင်းလောက်တာမရှိဘူးတက်မှာပဲလောက်လိုက်တဲ့ဆိုရင်ထားမလီအောင်ဩစာတုံးတာပဲလူတို့ကိုချပြရမယ်သူတို့မှစင်ရင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးကျွန်တော်တို့အမြင်ကဘာလဲဆိုတော့တော်လန်ရင်လာလို့တဲ့ရဲဘော်တယောက်ကတော်လန်ရင်ထဲကလူတက်လို့တည်တဲ့ဥစ္စာလို့မြင်နေလို့ဖြစ်စဉ်သိရှိထားသူနောက်ထပ်တဲ့ဥကပြောကြခဲ့ပါတယ် ရှစ်တောင်ကြနဲ့တူးတက်ရင်မူဆရာចောင်းခနိုင်လင်းအောင်ကရဲဘော်ရုပ်အလောင်းပြန်ဖို့ပြီးချိန်မှာထွက်ပြေးတိမ်းဆောင်ခဲ့တယ်လို့သိရှိရခဲ့ပါတယ်။ထွက်ပြေးတိမ်းဆောင်သွားတဲ့ဆရာចောင်းခနိုင်လင်းအောင်ကို KSP အမတ်ကိုရဲစခန်းကကရင်အမျိုးသားအစီအယုံကရင်ယူတက်မာဟနဲ့တန်တောင်မြောက်ပိုင်းအထုသေးတာကိုကုညီဖန်စီပေးရန်ဖန်ဝရန်လဲပြောင်းခဲ့ပြီးလက်ရှိ MOD လက်အောက်ခံ ကြံ့ရင်တစ်ခုမှထိမ့်သိမ်းခံထားရရင်လို့ကြာသည်ခဲ့ရပါလေပြင်မှုကျွလုံနဲ့လို့ဆွဆွဲခံထားရသူဆရာကျောင်းခနိုင်လင်းအောင်ကိုအန်ယူကြည့် MOD အနေနဲ့ဘလို့အရေးယူဆောင်ရွက်မလဲဆိုတာကိုရှေ့အချိန်မှမသိရသေးပါဘူးစိတ်ဝင်စားဝယ်တဲ့တင်းများကိုနားထောင်ကြည့်နေဆိုရင်ဒီ channel လေးကို like and subscribe လုပ်သွားကြဖို့မမေ့နိုင်ဘူးနော်